အမှန်တရားတစ်ခုကိုပြောပြမယ်ရိကောက်ဝဲဆိုတာလေဗျာတိလားဒီလွတ်တော်အမတ်တရားပြည်သူတွေစီကိုလာပြီးတော့မိဘပြည်သူပေါင်းတို့ခင်ဗျာကျွန်တော်တို့ပါတီကိုအစိုးရဖြစ်ခွင့်ပေးပါဆိုပြီးတော့အလုလာဆောက်တဲ့ပုံစံဗျာဟာ အဲ့မှာကျွန်တော်ပြည်သူတွေကဘယ်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 ပါတီကကောင်းလဲဘယ်ပါတီကမကောင်းလဲဘယ်ကောင်အဖြစ်ယုံကြည်ရတယ်ဘယ်ကောင်ဟာယုံမကြည်ရဘူးဒီလိုဆုံးဖြတ်ပြီးတော့ကိုကအစိုးရတရက်ကိုပြည်သူတွေကအစိုးရဖြစ်ဖို့ရာအတွက်အလောက်ခံတာဗျတိရအလောက်ခံတာအဲ့တော့အခုလက်ရှိစကားမှာ ဦးစည်းဦးဆောင်လုပ်တဲ့ရွေးကောက်ပွဲမှာခင်ဗျားတို့ကျွန်တော်တို့ပြည်သူအနေနဲ့เนาะဘယ်အဖွဲ့အစည်းဘယ်ပါတီကိုအစိုးရဖြစ်စေခြင်းလဲเนาะဘယ်အဖွဲ့အစည်းကိုဒါဒါအစိုးရဖြစ်ဖို့ရာအတွက်မဲထည့်ပေးစေခြင်းလဲကျွန်တော်စဉ်းစားကြည့် နော်ဘဲပါတီမှလက်ရှိအနေမှာတည်သူအတွက်မရှိကြဘူးနော်အဲကြံ့ခိုင်ခွင့်ပြိုရေးပါတီဆိုတာလေဒါစစ်သားတွေထိုးထည့်ထားတဲ့ပါတီနော်ဒီပါတီကလည်းတောင်ထည့်ပြေးပြီးတော့ဒုတိယဆုရရင်ရနေမှာပြောမရဘူးဒီပါတီအဲ့တော့အဲ့တော့ကြောက်နေတာဒုတိယဆုရမှာကိုကြောက်နေတာအဲ့တော့ကျွန်တော်တို့ ဒီအစိုးရဖြစ်ခွင့်ပေးပါဆိုတဲ့ဒီပါတီတွေဟာပြည်သူတွေအားကိုးလို့ရတဲ့ပါတီတွေတခုမှမပါရဲ့အတွက်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ဘယ်ပါတီကိုမှအစိုးရဖြစ်ဖို့ရာအတွက်မဲထည့်ပေးစရာမလိုဘူး။နော်။ဒါအမှန်ပြရတယ်။ကိုယ့်စီကိုအလုတ်လာချောက်တာလေ။ဟာကိုယ်အလုတ်ခန့်ကျင်မှခန့်မှာပေါ့ဗျ။ကိုယ်လုံးမခန့်ကျင်မခန့်ဘူးလေ။ တော့အခုဒီလက်ရှိမြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်နေတယ်ဆိုတာပြောင်းသွားပြီဟဲ့ကောင်ကြီးမင်းတို့မဲဟဲ့အမှန်ကြီးအလိုမဟုတ်ဘူးเนาะကျွန်တော်တို့အစိုးရဖြစ်ခွင့်ပေးပါဗျဒီလိုလာအမအခုကအဲ့လိုဟိုဟဲ့ပြောင်းရရင်လည်းမင်းရမယ်ထဲတော့အဲအဲ့ပုံစံနဲ့ဆိုတော့ဟာကို့အကျိုးစီးပွားပြည်သူတွေရဲ့အကျိုးစီးပွားကိုဟာလှုပ်ပေးပါမယ်ဆိုတော့ ဒါယုံကြည်စရာအကြောင်းမရှိဘူးအခုဗျာဒါစံခံဖွံ့ဖြိုးရေးပါတီကအနိုင်ရမယ်လို့လူကြဲမှာပြောနေတယ်ပေါ့အဲ့အထဲမှာပါတဲ့လူတွေကလည်းစစ်သားတွေစစ်သားဆိုတာဗျာချီးပါရင်တေးပေါက်တယ်ဆိုရင်တော့မှပဲအမိန်ရတဲ့ကောင်တွေချီးပါရင်တင်းပေါက်ရဲဘူးနော်ပြည်သူတွေရဲ့လူအပ်ချက်ကိုသူတို့ဒီအထက်အရာရှိကိုဘယ်လိုတင်ပြရဲမလဲသူတို့ကတော့မှသူတို့အဲ့အမိန်ရရင်တင်းမပါရင်တင်းမပေါက်ရင်ရှီးမပါရင်ပြည်သူတွေအတွက် ီကောင်လေးကဘာလို့ပြီးနိုင်မှာမလို့လေဟုတ်လားအဲ့တော့ကိုလေးကထဲ့စရာလည်းမလိုဘူးစိတ်ဝင်စားစရာလည်းမလိုဘူးအေးဒါကကျွန်တော်တို့ပြောချင်တာဒါမဟုတ်ဘူးကျွန်တော်တို့ပြောချင်တာအခုလက်ရှိဗျာအာနေတိုးတို့နေဝင်းတို့ညဉ့်ညက်တို့အာဟိုကောင်နေပေါ့ဗျာဒီပါလေဟိုပါလေ ဘာလဲခစ်တမိုင်းမှာဒုံးပါဖြစ်တယ်ဆိုတာပဲကိုကိုပိုးလေးကတော့လှုပ်စီးမယ် Oh my god နော်ဟာဒါလို့ရှင်တော့ဒီကြီးကလှုပ်စီးမယ်အခွင့်အများလို့ပြောတာပဲအမှန်တော့ဗျာဒီအနုပညာဓမ္မဆိုတာအနုပညာရှင်တွေဆိုတာကျွန်တော်တို့ပြည်သူလူထုကအမြဲတမ်းကြည်နေရတယ်ကျွန်တော်တို့အာလေးစားရတယ်အားကြရတယ်အခုငငယ်တော့အာဒီမြန်မာပြည်မှာ ရှိတဲ့လူငယ်အားလုံးကလည်း ဒါအနုပညာသမားဖြစ်ခြင်းနဲ့ရုပ်ရှင်မင်းသားဖြစ်ခြင်းနဲ့မင်းသမီးဖြစ်ခြင်းနဲ့ဆိုရဲအားကြတဲ့စိတ်နဲ့ညီပေါ့နော်အဲအဲ့လိုစိတ်နဲ့ညီတဲ့အခါမှာဒီရုပ်ရှင်မင်းသမီးမင်းသားကြီးကပြည်သူဟိုအစောနာလူပေါ့ဗျာဒါဗီဒီယိုအတူစလေးနဲ့အစိတ်ကျွေးတာပေါ့အဲ့လိုအစိတ်ကျွေးတာဒါသူတို့အလုတ်နော်သူတို့အလုတ်ကျွန်တော်တို့ပြန်စင်စားရမှာဘာလဲဆိုရင် ကျွန်တော်တို့ကအားကြခဲ့ရတယ်လေးစားခဲ့ရတယ်ကျွန်တော်တို့ပြည်သူလူထုကျွန်တော်တို့လူငယ်တွေရဲ့ဟီးရိုးတွေဖြစ်ခဲ့ရတယ်တာမန်လက်ရှိအနေထားမှာလည်းသူတို့ကကျွန်တော်တို့ပြည်သူလူထုထက်ဝင်ဝေးအင်ကန်အများကြီးကောင်းတယ်အဲ့တော့ကျွန်တော်တို့ကဒါရုပ်ရှင်မင်းသမီးမင်းသားတွေဖြစ်ရှင်တဲ့အနေထားရှိတာပေါ့ဗျာအဲ့လိုလေးစားခဲ့ရတာပေါ့အဲ့လိုလေးစားခဲ့ရတဲ့သူမှာအမှန်တရားတဲ့သူတို့မယက်တည်ရေးစား စိတ်တက်ကစိတ်တက်ကနော်အမှန်တရားကိုမျက်နှိုးတန်ဖိုးထားတတ်တဲ့သူတွေမဟုတ်ဘူးစိတ်တက်တယ်ကနော်အမှန်တရားဆိုတာကိုသူတို့အာမျက်နှိုးတန်ဖိုးထားရခေါင်းမှန်မသိဘူးမျက်နှိုးတန်ဖိုးထားတယ်အမှန်တရားကိုချစ်မျက်နှိုးတဲ့သူတွေကတနီးနီးနဲ့တော့အမှန်တရားဘက်မှာမရက်တီပဲနဲ့ဘူးမหนีနိုင်ဘူး ဒီအစောနပြောတဲ့အမှုပညာရှင်တွေကဟုတ်လားကျွန်တော်တို့ဟာတရှင်ကလေးစားအားကြအတူယူခဲ့ရတဲ့အမှုပညာရှင်တွေမှာဒီလိုအမှန်တရားကိုချင့်မြန်နိုးတဲ့စိတ်မရှိဘူးဟာအဲအဲစိတ်တမရှိတာကျွန်တော်ပြည်သူတွေသူတို့ရဲ့အဲကျွန်တော်တို့ရဲ့ဟီရိုကြီးပါဆိုတဲ့ပုံစံမျိုးကြီးနဲ့ဆက်ပြီးတော့အားပေးနေမယ်ထောက်ခံနေမယ်ဆိုရင်အဲသူတို့မှအမှန်တရားကိုချစ်ရဲတဲ့တတ္တိမရှိတာတွေ ဟာအမှန်တရားကိုမျက်နှိုးရဲတဲ့စိတ်ဓာတ်တွေမရှိတာတွေကကျွန်တော်တို့စီကူးဆက်မှာပြီးကျွန်တော်တို့ကတီးလို့ထောင်းကျွန်တော်တို့ရဲ့ငယ်တဲ့အခလေးလေးတွေ generation လေးတွေအာဆယ်နှစ်သားလေးတွေနော်ဒီလူတွေတွေကိုဒီအမှန်တရားကိုမျက်နှိုးရဲတယ်ချစ်ရဲတယ်အမှန်တရားကိုတနည်းနည်းနဲ့ထောက်ခံရဲတယ်ဆိုတဲ့စိတ်ဓာတ်တွေ မရှိတဲ့ဒီအနုပညာသမားတွေကိုကျွန်တော်တို့အနုပညာဆက်လုပ်ခွင့်မပေးတာဟာဒါတင့်တော်တယ်။ဘာဖြစ်လို့လဲ?သူတို့ကကျွန်တော်တို့ရဲ့တရှိန်ရဟီဂရိုကြီးလေအဲ့လိုအမှန်တရားကိုချစ်ရတဲ့တတိမရှိတဲ့သူတွေကျွန်တော်တို့ဆက်ပြီးအားပေးနေမယ်ထောက်ခံနေမယ်ပံ့ပိုးနေမယ်ဆိုရင်သူတို့ရဲ့တရေဘောကြောင့်လည်းစိတ်တက်တွေကကျွန်တော်တို့စီကျွန်တော်တို့သားသမီးတွေစီကျွန်တော်တို့ညီကိုမောင်နှမတွေစီကူးဆက်ခံရမှာဖြစ်တယ် ဲ့တော့ကျွန်တော်တို့ဒီအမှုပညာရှင်တွေပြည်သူကိုအစိတ်ကြွေးတဲ့ဒီအမှုပညာရှင်တွေကိုကျွန်တော်တို့ white core လုတ်တင်တယ်လုတ်ကိုလုတ်ရမယ်ဟုတ်ကဲ့ John Fever ကြည်ပြီးအတွက်ဂျေဆုတင်ပါ